ဟာလေလုယာဝေါ်ရှစ်စင်တာကမင်္ဂလာရှိတဲ့တင်တော်တပါဖြစ်တယ်။ဘာကြောင့်လဲဆိုရင်ဒီလိုခန္ဓာမျိုးဖြစ်တယ်ဆိုတာကခဲရတဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ဒီကျင်းငါးပွင့်ဟိုတယ်မှာဟိုတယ်မှာလဲကျွန်တော်တို့တဲရသေးတယ်ကျင်းငါးပွင့်ဟိုတယ်ဆိုရင်ကျွန်တော်အိမ်မက်များလားလို့မနေ့ညကမနေ့ကြီးစဉ်းစားတယ်တကယ်အိမ်မက်မဟုတ်ဘူး။ပထမကျင်းကျင်းငါးပွင့်ဟိုတယ်မှာတဲရခြင်းဖြစ်ပါတယ်လို့အဲ့တော့အဲ့ဒီဟိုတယ်မှာဒီလိုမျိုးမှာ ကြည့်တဲ့ခါမှာဒီမှာတာဝန်ခံအကြီးဆုံးကလည်းအတင်းတော်ကအာတင်းတာလည်းဖြစ်သေးတယ်ဆိုတဲ့ခါကျတော့ပြီးတဲ့ခါမှာဒီတင်းတော်မှာတွေ့ခဲတဲ့အဆူတော်ဒီပေါ့နော်မြန်မာပြည်မှာတကယ်တွေ့ခဲတဲ့အဆူတော်ဒီရှိတဲ့နေရာပြီးတဲ့ခါမှာတွေ့ခဲတဲ့ကကွက်ဒီရှိတဲ့နေရာအဲကျွန်တော်ပါစာကူလိုက်ကလည်းအဆူတော်ဖြစ်တယ်ပြီးတဲ့ခါမှာသူရိုက်တာတီးကြီးဖြစ်တယ် တီးလဲတီးတယ်ရီးလဲရီးတယ်စာလဲရီးတယ်ပေါ့နော်အဲတကယ်ကိုခြေစူးတော်ပဲလူပြူမဟုတ်တာခြေစူးတော်ပဲလူပြူမဟုတ်ရင်လူပြူဟုတ်တီးတယ်ဆိုရင်ရာဖြစ်ပွဲတွေဖြစ်ကုန်မယ်อืมဖျားရှင်နာမကိုခြိမပါလေအဲ့ဒီတော့ဒီအခွင့်ရဒီတဲ့အခုဒီဟာပြီးသွားတဲ့အခါမှာကောင်းကြီးတွေရမြင့်ကြီးကဲတော့စီဆက်မှာဖြစ်ပြီးတော့ ဟာလေလုယဝန်စစ်စင်တာတခုပဲကောင်းခြင်းမခံစားရှိခြင်းရောက်ခင်ဗျားတို့ကတို့တို့ရဲ့ကေပိတ်ဒီစီပိတ်ဒီဘီပိတ်ဒီပေါ့နော်မိပြီးတော့အာကျွန်မတို့ဒီအတွက်အာမလောက်ဘူးလို့မဟုတ်ပါဘူးကျွန်တော်ကျွန်မတို့လည်းကောင်းကြီးယူခြင်းတယ်ဆိုပြီးတော့အော်တသိန်းလား၅သိန်းလား၁၀သိန်းလား၃၀လား၃50လားကေပိတ်ကနေလွှဲကြပါအခွင့်အရေးများစွာတက်အိမ်ထောင်ပြီးသားစုတဲ့တို့ဝင်လာလိမ့်မယ်ဟာလေလုယဟာလေလုယ ဆေးစုတက်ပါတယ်။ဟွာကျွန်တော်တို့ဒီနှုတ်ကပတ်တော်တဲ့ပတ်သက်ပြီးတော့ကျွန်တော်ပေးထားတဲ့ဟာရှိပါတယ်လို့ဒါပေမဲ့ဒီဟာကမိနစ်30နဲ့9မိုးရဲ့40လောက်ဟောရမယ်နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဒီသနာကအပြောင်းလဲရှိတဲ့အတွက်ကြောင့်ဒီကျွန်တော်ပေးထားတဲ့ကြံပိုက်တွေကိုနားလည်ပေးပါအခုချိန်မှာကျွန်တော်15မိနစ်နှုတ်ကပတ်တော်ဝင်သွားမယ် မိနစ်40ကိုခောက်ထားပြီးတော့15 15မိနစ်ကိုပြောင်းသွားတဲ့အတွက်ကြောင့်မို့လို့ဒီမေရီယာမြားနှုတ်ကပတ်တော်နဲ့ပတ်သက်တော်သူများနားလည်ပြီးပြီးတော့လိုက်နောက်ကနေလိုက်ပေးပါလို့ပြောလိုပါတယ်ဒီနေ့ကျွန်တော်တို့အတွက်ဖြားရှင်အထူး15မိနစ်အတွက်ပြင်ဆင်ပေးတဲ့နှုတ်ကပတ်တော်ကရှမာတက်ခွေနှခန်းကြီး3အငယ်73ဖြစ်ပါတယ်ရှမာတက်ခွေနှခန်းကြီး သုံးအငယ်ဆက်သုံးထိုအခါယေရှုသည်ဗတ္တိဇံကိုခံအံ့တော်ငါဂါလိလဲပြည်မှဂျော်ဒန်မြစ်နာယောဟန်ထံသို့ကြွတော်မူ၏ကျွန်တော်ရဲ့ဒေသနာကောင်းဆိုင်ကခရစ်တော်ကြွခရစ်တော်ကြွတော်မူရာအရာဘယ်နေရာမှာကြွလာတယ်လဲဆိုတဲ့အခါမှာယေရှုသည်ဗတ္တိဇံကိုခံအံ့တော်ငါဂါလိလဲပြည်မဂျော်ဒန်မြင့်နာယောဟန်ထံတို့ ကြွတော်မူ၏ယေရှုခရစ်တော်ကိုယ်တိုင်ဘတ်တစ္စံခံဘူးဂါလိလဲပြည်ကနေဂျော်ဒန်မြစ်နားမှာရှိတဲ့ယောဟန်ထံအဲ့ဒီအတွက်ဒီနေရာမှာယောဟန်ကတောင်ပေါ်မှာစခန်းချမယ်ဆိုရင်ခရစ်တော်ကဒီနေရာမှာလောကကြွလာမှာမဟုတ်ဘူးဂျော်ဒန်မြစ်နားမှာယောဟန်မရှိရင်ယေရှုကဂျော်ဒန်မြစ်နားကိုတွားမှာမဟုတ်ဘူးဂျော်ဒန်မြစ်နဲ့ယောဟန်ပေါင်းစည်းမှထိုနေရာကိုခရစ်တော်ကြွလာတာဖြစ်တယ် ဂျော်ဒန်မြစ်ကနှုတ်ကပတ်တော်ကိုကူစာပြုပြီးယောဟန်ကတဲနဲ့ကျွန်တော်ကိုကူစာပြုတယ်။တဲနဲ့ကျွန်တော်ကအမြဲတဲနဲ့ကျွန်တော်ကနှုတ်ကပတ်တော်နဲ့အမြဲပေါင်းစည်းနေမယ်ဆိုရင်ထိုနေရာခက်တော်ကြွတော်မူရာအရာဖြစ်ပြီ။ဖခင်ရဲ့ဘုံပွင့်ရာအရာဖြစ်လာလိမ့်မယ်။ဟာလေလုယာ။ဟာလေလုယာ။အဲ့ဒီအတွက်ကြောင့်ယောဟန်ကဘာဖြစ်လို့ဂျော်ဒန်မြစ်မှာဂျော်ဒန်မြစ်နားမှာစခန်းလာချလဲဆိုရင်အဲလီယာကောင်းကင်ဘုံကိုတက်သွားမဲ့အချိန်မှာဖြတ် ဝက်လုံးနဲ့ရိုက်ပြီးရေနှချန်းကွယ်ပြီးတဖက်ကန်းကိုကိုတဲ့နေရနဘဲလက်ခဏဖြစ်တဲ့နေရအဲလိရှက်ပြန်လာပြီးတော့ဝက်လုံးနဲ့ရိုက်ပြီးတော့ကိုပြီးတော့ပြန်ရိုက်ပြီးတော့ပြီးတဲ့အခါမှာရေပြန်ဆွတ်တဲ့နေရဆိုတာနှစ်ချင်းစာဇောဟန်ကကောင်းကောင်းသဘောပေါက်လို့ဖြစ်တယ်သူနီလကောပဲအဲလိရှဲကလည်းသူ့တခင်တက်သွားပြီးတဲ့အခါမှာသူဝေးဝေးမနေတော့ပဲねဂျော်ဒန်မြစ်နဲ့မဝေးတဲ့နေရာတစ်ခုမှာစခန်းလာချတယ်။မကြတော့အချိန်မှနေမှရောက်လာပြီးတော့ เอลิเซชิมายาวลาเดคามาเอลิเซกายอนั้นไม่มาคนจริงตัวนี้บาสุวีมาไรเดมาเจ้าเลสุเอียนตุยเจ้าไม่ชิบูทีจอนันไม่มาลูนูเตรีจีนิชิงขันเมจีนิเมสุเอียนโลวะปีเปียวเมสุรากาตุยเจ้าไม่ชิเคบูชิเคดากาเวลูเนยใจลูนเชนกวยเดสุเดตุยเจ้าไม่ชิเดแต่เป็นเมพยายามจะปัิเดลูดีกา ယုံကြည်တယ်မယုံကြည်ဘူးဆိုတာတောင်နောက်ကျသေးတယ်ပြောလိုက်ရင်ပြောတဲ့အတိုက်ဖြစ်စီတဲ့ဖရာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲ့ဒီတော့ဂျော်ဒန်မြေမှာရှင်နေခွန်းချင်းတွားနေဆိုတဲ့ကကြတော့ဂျော်ဟန်လို့အာနီမန်ကခွန်းချင်းတွားနေတယ်နေတဲ့ကမှာခွန်းချင်းထလာတော့ဘူချုပ်ကြီးဆိုတဲ့ကကြတော့အနည်းဆုံးတော့အသက်50နဲ့60ဝန်းကျင်မှာရှိမယ်ဖရာရှင်အလုံးလုံးတဲ့ကမှာရှင်နေပြီးထလာခွန်းချင်းပြီးပြီးထလာတဲ့ကမှာ အနုယောဂပျောက်ယုံမဟုတ်ဘူးသူ့ရဲ့ခန္ဓာကိုယ်အတွေးသားဟာတူငယ်ကဲ့သို့ဖြစ်သွားတယ်တူငယ်ဆိုတာပမာစကားမှာတူငယ်ဆိုတာဆယ်လောက်အောက်ကတူငယ်တနည်းပြရင်ကလေးဖြစ်သွားပြီအဲ့ဒီတော့ဒီနုနုနုအီအီလီဖြစ်နေတဲ့ကလေးဒီနုဆုကလေးဒီရဲ့အသွေးအသားကိုအသက်60လောက်ကရသွားတယ်ဒီအခွင့်အရေးကဒီနေ့လည်းရှိတယ်မယုံမရှိနဲ့ဒီနေ့ တင်တန်းလာ၃ရက်တိတိတက်ဆာစီဆိုတင်တန်းလာတက်တဲ့လူတွေခင်ဗျားအတက်ကိုတဝက်ရှော့ပြီးတော့ပြန်တော်ခွင့်ဖရားပေးလိမ့်မယ်အာမင်ဒီမှာဆာမချင်ခွန်ဒဆေဟုတ်တယ်နော်ဟမ်ခွန်ဒဆေတိသူအခုဒီကနေပြန်သွားတဲ့အခါမှာ35နှစ်နဲ့ပြန်လဲမယုံမရှိတဲ့ကျွန်တော်ကအသက်60နဲ့30ရှိပြီကျွန်တော်လည်း30နဲ့ပဲပြန်သွားပါအာမင်အာမင် တဝက်လျှော့ပြီးပြန်ခွင့်ဖျားရှင်ချပေးပါစေ။ဟာလေလုယာဟာလေလုယာဟာလေလုယာ။ယောရှုနဲ့ကာလဗ်တို့ကအသက်80ရှိတယ်။ဒါပေမဲ့ရှစ်တိုက်တဲ့အခါမှာ40အသက်40အယွယ်ခွန်အားနဲ့တတ်တိနဲ့ရှစ်မှုကိုရင်ဆိုင်ရတယ်တဲ့။သူတို့ကအဲ့လိုကောင်းကောင်းပြောထားတယ်။ဖျားမအခွင့်ရများစွာရှိတယ်။လုံးဝမကန့်တနဲ့မချွေတာနဲ့ကြိုက်တယ်လို့ကောက်ပြီးကြိုက်တယ်လို့ကြုံပြီးတော့တဲသွားပြီးပြန်သွားပါဟာလေလုယာ။ဟိုး။ဟာလေလုယာ။ အဲ့ဒီတော့ယောဟန်ကဒါဒီကိုတည်တဲ့အခါမှာဂျော်ဒန်မြစ်နားမှာသူစခန်းချတယ်ဒီနေ့ကျွန်တော်ကျမတို့တွေလည်းဂျော်ဒန်မြစ်ဖြစ်သောနှုတ်ကပတ်တော်မှာအခြေချကြရအောင်ကိုယ့်ရဲ့ပြောဆိုခြင်းကနှုတ်ကပတ်တော်နဲ့ညီရမယ်ကိုယ့်ရဲ့အသွားလာနှုတ်ကပတ်တော်နဲ့ညီရမယ်ကိုယ့်ရဲ့အစာအတော့နှုတ်ကပတ်တော်နဲ့ညီရမယ်ကိုယ့်ရဲ့အမွေအရာနှုတ်ကပတ်တော်နဲ့ညီရမယ်ဟာလေလုယာဒါဆိုရင်တဲလာဂျော်ဒန်မိနာမှာစခန်းချတော်သူတယောက်ဖြစ်သွားပြီမဟုတ်ဘူးလားအမ်ကျွန်တော်မီလီယနာ ကျော်ဝချမ်းသာခြင်း2000ခုနှစ်မှာဖျားရှင်ပေါ်ပြပြီးကျော်ဝခြင်းကိုအရာယူတဲ့တန်တန်းကိုနှစ်ရက်လောက်ပြီးပြီးတော့မီလနာကတ်ဖျားရှင်ကပေးပါလေမီလနာကတ်ထုတ်ပေးတယ်ကျွန်တော်ကအမီအမီဆိုတဲ့မှာအမကျွန်တော်ကနေစတယ်အမီကမ်ချင်ဟာအဘအမီဆိုလောကအဖြစ်ရည်လို့မရလောကဖြစ်ရည်နဲ့မီလနာဖြစ်ဖို့အကြောင်းမရှိဘူးအဘအမီအဘအမီဖျားတခင် လူမျိုးလူမျိုးတန်ရှင်တော်လူမျိုးချင်းဆိုရင်ဘတော့ကမှမီလီယနာဖြစ်ပေါ်မလွယ်ဘူးတန်ရှင်တော်လူမျိုးကျွန်တော်ကအဲ့ဒီချင်းကနေထွက်ခွာသွားပြီတန်ရှင်တော်လူမျိုးအဖြစ်ပဲကျွန်တော်ယက်တည်နေတယ်ဟာလေလုယာ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 လေးစာခရစ်တော်နိုင် ဟာလေလုယာအာမင်မွေးဖွာတော်နေ့ဇာတိကတော့60 1963 February 22ရက်ဒါမဲ့ဒါကကျွန်တော်မွေးဖွာတော်နေ့မရီးဘူးမွေးဖွာတော်နေ့1985ခုနှစ်တနော်ဒုရီယမွေးဖွာခြင်းခံတဲ့နေ့ဟာလေလုယာအဲ့ဒီချိန်ကနေစပြီးတော့အခြေအနေတွေအားလုံးပြောင်းလဲသွားတယ် မမရှိဘူးတဲ့ရည်ရှိလာတယ်မကြုံဘူးတာဒီကြုံလာတယ်မခံစားဘူးတာဒီခံစားလာတယ်ဖခင်ရဲ့လက်ရည်ဒီတတိတတန်တန်းစီလာတာကိုမြင်တွေ့ရတယ်ဟာလေလုယာဝိညာဉ်ဝိညာဉ်ရေးရမှာလဲဘုရားရှင်ကတဆင်းမြင်တင်လိုက်တယ်ဥမာကချင်ဆူရင်မနောတိုင်ထက်ကားတိုင်ထားရင်ပူမကောင်းဘူးလားဆိုတဲ့သဘောဥမာကရင်ဒီဘုံဆိုတာထက် drum set တို့ guitar တို့ထားရင်ပူမကောင်းဘူးလားဆိုတဲ့မျိုးဒါမဟုတ်ရင်တပူပေါ့နော် အဲ့ဒီလူမျိုး၃မျိုးကမြန်မာပြည်မှာခရီးရအရင်ဆုံးဖြစ်တဲ့အဖွဲ့တွေဖြစ်တယ်။ဒါပေမဲ့ဇာတိဘက်မှာအကဲဆုံးအဖွဲ့တွေဖြစ်တယ်။နေချင်းဆရာယောဟန်ကသူ့ရင်ကြီးမှုကိုဆုံးခွာလိုက်တယ်။ဇူရအဝဲစားတွေကိုလည်းဆုံးခွာလိုက်တယ်။အစာအတော့လည်းဆုံးခွာလိုက်တယ်။ကလောက်အောင်ငွေနဲ့အရရက်တဲ့အဝဲကိုတူဝတ်တယ်။ပြီးတဲ့အခါမှာဂျိုင်းကောင်နဲ့ ရားကြီးကိုစားတယ်ဂျော်ဒန်မိနာမှာနေတယ်ဒါဆိုရင်ဒီနေ့ကျွန်တော်တို့အရာအရာကိုဆုံးခွာပြီးတော့ခရစ်တော်ရဲ့အမျိုးဟာကိုယ့်အမျိုးခရစ်တော်ရဲ့ယဉ်ကျေးမှုဟာကိုယ့်ယဉ်ကျေးမှုခရစ်တော်ရဲ့ဝါသနာကိုယ့်ဝါသနာကျွန်တော်တို့ဖြစ်စေဖို့ဒီနေ့ခရစ်တော်နာမ၌အားလုံးကိုခေါ်ဖိတ်တယ်ဟာလေလုယာဒါဆိုမြန်မာပြည်ကြီးဟာမကြတော့ချိန်မှာခရစ်တော်ရဲ့နာမလွှမ်းမိုးတဲ့တိုင်းပြည်ကြီးဖြစ်လာလိမ့်မယ် အာမင်အာမင်ပျော်လားမပျော်ဘူးလားကဲအားရပါရရည်ချရအောင်ကလာအုပ်ကလာအုပ်အမွေးဆိုတာကဆိုလိုတာကဒီနေ့လက်ကျွန်တော်တို့ကလာအုပ်အမွေးနဲ့ရက်တဲ့အဝတ်ကိုဝယ်ရမှာဖြစ်တယ်။ဘာဝယ်လဲ။ကလာအုပ်က နိပူဒန်ခနိုင်တဲ့အကောင်တဲကန်ရာကိုရှောက်လာတဲ့အခါမှာသူခြေတခွာကတဲရဲ့ပူဒန်ကိုလုံးဝခနိုင်တယ်အဲ့ဒီအတွက်ကြောင့်ဂုံတဲကြီးတွေကအရှိအလေပိုင်းမှာဒီကလာအုပ်ကိုအားထားရတယ်ဆိုတဲ့အခါကျတော့ကလာအုပ်ဟာခနိုင်ရှိတယ်ဆိုတဲ့အကောင်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအမွေးနဲ့ဝတ်တဲ့ဝတ်လုံကိုနှစ်ချင်းဆရာယောဟန်ကဝတ်လိုက်တယ်ဒီနေ့လေကျွန်တော်တို့ 看那卧龙卧家窑，罗家窑特土来样，看那意思没样不？啊，这收人呢？这收药家道，看那意思没样不？呀，宜三呢？宜三都我崩山呢？么都不你、啊啊、都来踏皮，俺们老说说那崩山的要脱了皮。 ငါဒီလူထင်ရင်ဘတော့ကမှနင်းကိုမပေါ်ဘူးစူတာတွေကလာတတ်တယ်ခန္ဓာရင်ရှိရမယ်ဖျားသေးရမှလည်းခန္ဓာရင်နှစ်ယောက်စူတာတောင်မှအမှန်မှမြားသေးတယ်တချို့တီတူတယောက်သေးတောင်မတည်ဘူးသူနဲ့သူမုန်းတဲ့လူအများကြီးမနေ့စောစောထချင်တာလဲသူဆက်ပြီးအိတ်ချင်တာလဲသူညမှာနိုးဆက် နှိုးဆက်ပြီးတာကသူနှိုးမဲ့အချိန်မှာညင်းပယ်တာကလည်းသူတယောက်တော်မှမတည်ဘူးအဲ့ဒီတော့ကြောင့်ခါနိုင်ရင်မရှိရဲ့လူကတယောက်ထက်တိုးလာတာကခါနိုင်ရင်ကျွန်တော်ဘာပဲဘယ်လိုပဲလာလာဟောကျွန်တော်ခါနိုင်ရင်ရှိဖို့ကျွန်တော်မှတာဝန်ရှိတယ်ကျွန်တော်ခွန်လွှဲရမယ်ကျွန်တော်နားလဲပေးရမယ်ဆိုတာကအမြဲကိုခင်ဗျဆောင်ထားရမယ်အဲ့ဒါမှ ခရစ်တော်ကထိုနေရာကိုကြွာလာမှာဖြစ်တယ်ဟာလေလုယာဘုရားရှင်နာမကြီးတာ၍ဘုံကြည့်ပါစေပြီးတဲ့အခါမှာနေချင်းစရာရောဟန်ခါမှာပတ်တာကတည်ခပန်းတယ်ကျန်းစာကတည်ခပန်းဆိုတဲ့အခါကျတော့အတုဖြစ်ဖို့တော့အကြောင်းမရှိတော့ဘူးဒါမြဲလူဒီပတ်တဲ့ခပန်းတရားတော်တော်များများကအတုပဲအစ်စ်ကတော်တော်ဈေးပေါ့ဈေးများတယ်ကျွန်တော်ဟာတော့မကျွန်တော်မပြောဘူးမပြောဘူး ဒါမဲ့ဈေးတော့မနှဲပါဘူးဒါပေမဲ့အစ်စ်ဖြစ်တယ်လို့အာမမခံရဘူးအစ်စ်တွေက9သိန်း10သိန်းအထက်ရှိတယ်ကျွန်တော်ကတော့3သိန်းလောက်ဆိုတာတကြီးခပန်းလို့ကျန်းစာပြောတဲ့အတွက်ကြောင့်ခပန်းဆိုတာကဒီကျွန်တော်တို့ပတ်နေတဲ့ခပန်းဆိုတာကခပန်းတစ်ချောင်းလိုချင်တယ်ဆိုပြီးနွားရဲ့နပီးကိုခပတ်စာလောက်ကိုဓာတ်နဲ့ထုတ်ပြီးတော့ခပတ်ကိုချုပ်လို့မရဘူး ဒီတချောင်းရဖို့ကိုအကောင်တကောင်ကအတက်ပေးရတယ်။အဲ့ဒီအတွက်ကြောင့်မဟုတ်လို့ကျွန်တော်တို့ကလဝါကားတိုင်းမှာအတက်ပေးသွားခဲ့တဲ့ခရစ်တော်ရဲ့ခရစ်တော် was မျက်မှောက်ပြုတ်ပြီးတော့နှလုံးနဲ့သူ့ကိုဖက်သွယ်ပြီးတော့ခရစ်တော်ရဲ့အသေးခံပေးခြင်းအားဖြင့်ကျွန်တော်အတွက်သူအတက်ပေးသွားခဲ့တဲ့အတွက်ကြောင့်ကျွန်တော်ကကိုတော့အတွက်ဘာမဆိုကျွန်တော်ပေးဆက်မယ်ဆိုတဲ့တက်စာရှိတဲ့ခပန်းကိုစေးရမယ်။အာမင် အာမင်အခက်ခဲစီလုံးနောက်ဆုံးတာမျိုးရှောင်တာမျိုးမလုံရဘူးရှိကိုပဲတိုးရမယ်မနေ့ကဆက်ကင်ပူပြောတယ်မြင်းဒီပါဖြစ်လို့ဒီလိုလှုပ်တယ်လေဆိုတယ်ကျွန်တော်တို့ဒီတောင်မတ်ဒီဖရားကလှုပ်ပြီးကောင်းလိမ့်မယ်อืมမကြောင်လဲတချို့တော့တူတွေကရှိတဲ့ဘီးကိုစိတ်ဝင်စားတာအဲ့လိုစိတ်ဝင်စားတဲ့ဘယ်တော့ကမှပန်းနိုင်မရောက်ဘူးကျွန်တော်ဘီးစိတ်မဝင်စားဘူး ရှိပဲစိတ်ဝင်စားတယ်ဘာကြောင့်လဲရှိမှကိုတော်တွားနေတဲ့အတွက်ကြောင့်အာမင်ဖျားရှင်နာမတွေတာယူပုံကြည်ပါစေပြီးတဲ့ခါမှာပြီးတဲ့ခါမှာဂျိုင်းကောင်တုတ်တန်ချမ်းတဲမှာဘာပြောလဲဆိုရင်တုတ်တန်ချမ်းတဲမှာကျွန်တော်ကြည်တဲ့ခါမှာပညာရှိ၄ပါးထဲမှာဂျိုင်းကောင်ကတကောင်ဖြစ်တယ်။ဘာကြောင့်ဂျိုင်းကောင်ကပညာရှိလို့တတ်မှတ်တယ်လဲဆိုတဲ့ခါမှာတရားပဲဖြစ်ဖြစ် တထောင်ပဲဖြစ်ဖြစ်တထောင်ပဲဖြစ်ဖြစ်တသိန်းပဲဖြစ်ဖြစ်ရှုလိုက်ပြုံးလိုက်တယောက်တပေါ့ဘုပင်းနဲ့ရှုပြီးတော့တွားတတ်တဲ့အတွက်ကြောင့်ဘုရားကပညာရှိတဲ့ခရမုတ်ခေါင်းဆောင်တော့ကညီမောင်းတယ်လို့လည်းမရှိဘူးဒါပေမဲ့ဒီလိုဖြစ်နေတယ်သူတို့ရှိမှဦးဆောင်တယ်လို့မရှိဘူးအဲ့ဒီတော့ဇောဟန်ကဒီအရာကိုသူစားတယ်တဲ့ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ကဘာစားရမလဲစီလုံးချင်းကိုစားရမယ်ပေါင်းစီတတ်ချင်းကိုစားရမယ်လက်တွေတတ်ချင်းကိုစားတော့ရမယ်အာမင် တချို့ရနေမောင်နာနေရောက်တောင်မှတယောက်ကမီးပူကြောင်မှတယောက်ကလေကထက်မှထမင်းစားကြမလို့ရဘူးတူတူစားရမယ်တော့ကြာပိုက်စားတဲ့စီဆုံးမှစားနောက်မှမိမကစားအဲ့လိုမဟုတ်ရဘူးအတူတူစားခြင်းကစီလုံးခြင်းကမိသားစုအတွက်အချိခံအုံမြင့်အတင်းတော်မှာအချိခံအုံမြင့်နိုင်ငံတော်မှာအချိခံအုံမြင့်ဖြစ်တယ်ဟာလေလုယာဒါကြောင့်လက်ဝဲပဲလက်ရပဲပြောဒီနေ့ကနေစပြီးစီလုံးချင်းပဲစားတော်မယ်လို့ပြောပါတယ် စီလုံးခြင်းစီလုံးခြင်းစီလုံးခြင်းနေ့တိုင်းစားမယ်နော်တလတစ်ခါမဟုတ်ဘူးနေ့တိုင်းစားရ24နာရီထားပဲတတိယစားလဲစီလုံးခြင်းနေ့လယ်စားလဲစီလုံးခြင်းညညစားလဲစီလုံးခြင်းညလယ်စားလဲစီလုံးခြင်းအာမင်ဘိုက်စားတိုင်းမှာလဲစီလုံးခြင်းစားရမယ်တောက်ရမယ်ပြီးတဲ့အခါမှာပြားရည်ပြားရည်က စာလံကျမ်းထဲမှာကြောက်ထဲကညီထွက်တဲ့ပြားကြီးနဲ့တဲ့လို့ကငါချွေးမွေးမယ်တဲ့ကြောက်ဆိုတာခက်တော်ကိုစားပြုတ်တယ်ပြားကြီးကဘုရားရဲ့မြတ်တာအဲ့ဒီအတွက်ကြောင့်တဆုံတဝကတို့မဟုတ်ရင်ကျွန်တော်တို့အားလုံးကမယုံမရှိနဲ့ခုနှစ်ရက်လောက်အစာရှောင်ကြည့်ဘာမှလုံနိုင်မှာမဟုတ်တော့ခန္ဓာကိုယ်တောင်ထဘူးတောင်အနိုင်နိုင်ဒူးချောင်းဘာမှလုံနိုင်မှာမဟုတ်သမင်းမဆိုင်ဘာမှမလုံနိုင်ဘူးသူတို့မဲ့ဖရားရဲ့မေတ္တာကိုတင်မစားဘူးဆိုရင်ဖရားနိုင်ငံတော်မှာတင်ဟာဘာမှအတုံးချမှာမဟုတ်ဘူး ဒါဆိုဘုရားမြတ်တာကိုကျွန်တော်ဘယ်လိုစားရမလဲ။အိုးကျွန်တော်ဒီမနေ့စားတဲ့အစားစာအတည်းရအတားငါဟင်းဒီဖယားတခင်ရဲ့ကျေးဇူးကရုဏာတော်ကြောင့်မိုးရွာပြီးမိကြီးဆူဆွတ်ပြီးမိကြီးကအတင်းနာတီထုတ်ပေးတယ်။ဒါကိုအတင်းနာကိုတင်မျက်စိကအတင်းနာမြင်နေတဲ့တင်မျက်စိမာနေပြီ။ဖယားရဲ့မေတ္တာလို့မြင်ရင်တင်မြင်ချင်းအမှန်ကန်တယ်။အဲဒီတော့ကြောင့်စပွဲပေါ်မှာရောက်လာတဲ့အတင်းနာအတားငါဟင်းမှတမယကဖယားမေတ္တာဖြစ်တယ်ဆိုတာတင်တဘောပေါက်ရမယ်။ဒီနေ့ကနေစပြီးအတေးရမစားတော့နဲ့ အတားငါဟဲမစားတော့နဲ့စားမစားတော့နဲ့ဖယားမြတ်တာပဲမနဲ့စာညစာတည်စာဖြစ်ပါစေဒါဆိုရင်တဲ့တာဖယားရဲ့နိုင်ငံတော်မှာအရေးပါတော်သူအလုတ်လုတ်နိုင်တော်သူအလုတ်လုတ်နိုင်ဖို့ခေါ်လာရှိတော်သူဖြစ်လာနိုင်မယ်ဟာလေလုယာ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 အေးအဲ့ဒီခါမှာဒါဒီစားပြီးတော့ဂျော်ဒန်မြစ်နားမှာနေတော့ခက်တော်ရောက်လာပြီခက်တော်ရောက်လာတဲ့ခါမှာခက်တော်က နေချင်းဆရာဇောင်းဆီမှာနေချင်းပေးဖို့ပြောနေတယ်ဟာရှီဖလာတောင်ကြိုက်ဘူးငါမတင်ဘူးခွတ်တော်ကလှုပ်တင်တဲ့အလုပ်တွေကိုလှုပ်ရမယ်လို့ပြောတဲ့အခါမှာယူတီဆိုတာဖြစ်ခွတ်တော်ရဲ့စကားကိုနားထောင်ပြီးတော့ယေရှုဖျားနဲ့ရည်သေးကိုအတူဆင်းပြီးတော့သူကခွတ်တော်ကိုနေချင်းပေးလိုက်တယ်ခွတ်တော်နဲ့အတူရည်သေးတို့ဆင်းတယ်ဒီနေ့လည်းကျွန်တော်တို့ဂျော်ဒန်မြစ်ဖြစ်တဲ့နှုတ်ကပတ်တော်နာမှာ ယောဟန်ကဲ့သို့သောကျွန်တော်တို့အခြေချပြီးနေထိုင်ခဲ့မယ်ဆိုရင်ခရစ်တော်ကြွလာပြီးတော့ခရစ်တော်ကြွလာပြီးဆိုရင်ခရစ်တော်နဲ့ကျွန်တော်တို့နဲ့နှုတ်ကပတ်တော်ထဲမှာဝင်ရောက်လာမှာဖြစ်ပြီး၎င်းနေရာမှာအမှုပြုတ်လိုက်တဲ့အခါကောင်းကင်ဒီဖွင့်လက်ပြီးအထက်ကနေနမိတ်လက္ခဏာဒီစီးဆင်းလာမှာဖြစ်တယ် 啊！等到嘛，咪大树嘛，弄阿坤那边嘛。啊！铁杆尼懒腰奴，啊！铁杆尼背带背针，啊！铁杆尼扛子刀郎针，啊！铁杆尼怪家针，啊！铁杆尼烧烧针，啊！铁杆尼嗲嗲地，都要来嘛，兄弟。哈利路亚，哈利路亚。他也是那么的大约百分之八十，哎，你都叫天天爷阿姑，承诺都把握得少罗嘛，你也那个嘛，阿姑，谁敢比多？ ဘဝခေကိုဆက်ကြရအောင်ခရစ်တော်နာမ၌အားလုံးကိုတိုက်တော်နိုးစော်လိုပါတယ်ခြေဆုတက်ပါတယ်